ချဲစီတင်းရဲ့တောင်မန်တိုက်စစ်ကစားသမား STV ဟာကမ္ဘာအကောင်းဆုံးထိပ်တန်းကစားသမားတွေထဲကတယောက်ဖြစ်လာလိမ့်မယ်လို့ဆိုလာတဲ့ဒီပါတိုဆေးပါအားလုံးပဲမင်္ဂလာပါခင်ဗျာကိုဆိုင်အချက်စီလာ YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုဒီအားလုံးတွေ့တွေ့ဆောင်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ Chelsea တင်းရဲ့တောင်မန်တိုက်စစ်ကစားသမား SD Bar ဟိုကကမ္ဘာအကောင်းဆုံးထိပ်တန်းကစားသမားတွေထဲကတယောက်ဖြစ်လာလိမ့်မယ်လို့ဆိုလာတဲ့ Gibardo Silva ရဲ့ပြောကြားချက်လေးပဲဖြစ်ပါတယ် ာဆင်နယ်ဘောလုံးပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းဂီပါဒူစေးပါဆိုတာဟာအာဆင်နယ်အသင်းရဲ့သမိုင်းမှာရွှေစလုံးတွေနဲ့ရေးထိုးထားရမယ်ကနဝင်ကစားသမားတဦးလို့ဆိုရမှာပဲဖြစ်ပါတယ်ဂီပါဒူစေးပါဟာ2003-2004ရာသီမှာအာဆင်နယ်အသင်းကိုရှုံးပွဲမရှိစံချိန်နဲ့ချန်ပီယံဆုရရှိအောင်ဆွမ်းဆောင်ပေးခဲ့တဲ့ကွင်းလယ်ကစားသမားဖြစ်ခဲ့ပြီး2002ခုနှစ်ကလည်းကမ္ဘာဖလားကိုဘရာဇီးအသင်းနဲ့အတူကမ်းမြောက်ခဲ့ဘူးသူတဦးလည်းဖြစ်ပါတယ်ဘောလုံးကစားသမားဘဝကနေနိုင်ယူပြီးနောက်ပိုင်းမှာလည်းဘောလုံးအေဂျင့်အဖြစ်ဆက်လက်လှူရှားနေတဲ့ကနဝင်ကြီးတဦးရဲ့အမြင်ဟာတာမန်ပြောစကားမဟုတ်ပဲလေးနက်တဲ့ခံမှန်းချက် လို့ဆိုရမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Gimme Sport သတင်းဌာနမှပြုလုပ်ခဲ့တဲ့ဘောလုံးစကားဝိုင်းတစ်ခုမှာသူ့ကို Chelsea တင်းရဲ့အသက်18နှစ်အရွယ်ရှိတဲ့ Brazil တောင်ပံတိုက်စစ်ကစားသမားလေး Estevao Willian နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာ Gibardo Silva ဟာယုံကြည်ချက်ပြင်းနဲ့အခုလိုပဲသူ့ရဲ့အမြင်ကို ထုတ်ပြောလာခဲ့ပါတယ်။ Gibardo Silva ကကျွန်တော်ယုံကြည်တာကတော့ Estevao ဟိုဟာအနာဂတ်မှာထိပ်တန်းကစားသမားတစ်ဦးဖြစ်လာပါလိမ့်မယ်။အဲသူ့မှာရည်ချင်းကောင်းတွေရှိတယ်။သူ့မှာအခုထက်နောက်ဆိုရင်ပိုပြီးတော့ရင်းချက်တည်ငြိမ်လာပါလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။တခြား ြားနိုင်ငံကနေပြောင်းရွှေ့လာတဲ့ရင်ကျက်မှုကသူ့အတွက်အတွေ့အကြုံသစ်တွေကိုပြောင်းလဲဖို့အရန်ကိုအရေးပါလာပါလိမ့်မယ်။အကွဲပြားတဲ့လီတခုဥရောပမှာကမ္ဘာအကောင်းဆုံးကစားသမားတွေနဲ့ရှင်ပြန်ရတဲ့အခုလိုအစင်းမြင့်ပြိုင်ပွဲမျိုးတွေကိုတွေ့ကြုံဝင်ရတာကသူ့ရဲ့ရင်ကျက်တည်ငြိမ်မှုပိုင်းနဲ့တိုးတက်မှုအပိုင်းတွေအတွက်မှာတကယ့်ကိုအရေးကြီးလာပါတယ်။သူဟာအနာဂတ်မှာထိပ်တန်းကစားသမားချယ်ဆီတင်အတွက်တင်မဟုတ်ပဲကမ္ဘာပေါ်မှာပါထိပ်တန်းကစားသမားတူဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့သိကြပေါ့ပြောနိုင်ပါတယ်လို့အခုလိုမျိုးပြောကြားခဲ့တာပဲဖြစ်ပါတယ်။အဘော်လုံးလောကရဲ့အတွင်းအပြင်ကိုကျွမ်းကျင် နားလည်တယ်ကြီးမားတဲ့အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ခဲ့တဲ့ကနဝင်ကစားသမားတဦးရဲ့ဒီလိုမျိုးယုံကြည်မှုအပြည့်နဲ့ပြောကြားမှုဟာ STVO ရဲ့အနာဂတ်အတွက်ရှေ့တစိမ့်တစ်ခုလိုတန်ဖိုးရှိလာပါတယ်သူရဲ့အရေးချင်းဥရောပပြောင်းရွှေ့ခြင်းရဲ့ရင်းချက်မှုနဲ့ကကမ္ဘာထိပ်တန်းကလပ်တွေရဲ့စိန်ခေါ်မှုတွေက STVO ကိုဘယ်အဆင့်တန်းထိပို့ဆောင်ပေးနိုင်မလဲဆိုတာကတော့ Chelsea တင်ပြည်သက်တွေအတွက်တော့စိတ်လှုပ်ရှားစရာအကောင်းဆုံးလို့ဆိုရမှာပဲဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ညီကိုတို့တွေအနေနဲ့ကတော့ဂီဘာတို့စေဘာရဲ့ STVO ပေါ်ပြောကြားချက်လေး ိုဘလို့အမြင်လေးတွေရှိကြသလဲသူပြောခဲ့သလိုပဲ SD ဘာဟိုဟာအနာဂတ်မှာကမ္ဘာအကောင်ဆုံးထိပ်တန်းကစားသမားတွေတဲကတယောက်ဖြစ်လာနိုင်မလားဆိုတာကိုယ့်ရဲ့အမြင်လေးတွေကိုလည်းအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စီသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကို site HSC လာ YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ